โอเคပါဆိုတော့တီမော်ရဲ့လွတ်လပ်ရေးလို့ပြောလိုက်လို့ရှိရင်တမိုင်းတစ်ချောင်းမှာလူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့အာနိုင်ငံရေးကောင်းဆောင်တွေရဲ့ဥဆောင်မှုကဏ္ဍကလည်းအရေးကြီးတဲ့အခိုင်အခံတည့်ရက်အနေနဲ့ပါနေတယ်ပေါ့နော်ဆိုတော့ရခိုင်မှာရောဒီကောင်းဆောင်မှုပေါ့ကောင်းဆောင်မှုနဲ့လူထုရဲ့ပူပေါင်းဆောင်ရွက်မှုကိုဘယ်လိုမျိုးရှုမြင်ပါလဲအရှိတီမော်မှာဒီဒီဒီစောကဒီကျွန်တော်ပြောခဲ့တဲ့ဒီဟို ဇာနာနာကစ္စမာအိုတို့ဟိုဆေရာမို့စ်ဟော်တာတို့အဲ့လိုတော်လှန်ရေးခေါင်းဆောင်တွေအဲဥဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေတော်လှန်ရေးဥဆောင်တဲ့အဖွဲ့တွေခုနကဒီဖရက်လင်းတို့လို့ပေါ့အဲ့ဒီလိုအဖွဲ့တွေအောက်မှာအရှိတီမောပြည်သူတွေနှားလို့နိုင်ငံနိုင်ငံလွတ်လပ်ရေးအတွက်ဒီ referendum လူလူဆန္ဒခံယူပွဲလုပ်တဲ့အခါလူ9ယောက်မှ4ယောက်ကဒါအာ စန္ဒာပဲပေးတယ်နောက်နောက်တွင်ပြောရင်သူတို့နဲ့အတူရှိနေတယ်ဆိုတာကိုပြရဲပေါ့နော်ဒါရခိုင်မှာကတော့ရာနှုန်းအပြင်အဲ့ဒီထက်တောင်ပိုမယ်လို့တော့ကျွန်တော်ပြောပြောခြင်းတယ်ဘာလို့အရှိတီမောကကျွန်တော်ပြောစောကဒီဥစ္စာမှာသူ့ရဲ့တမိုင်းချောင်းကိုပြောတုန်းကလို့ပဲပေါ်တူဂီတွေဝင်မလာတုန်းကအချိန်တိအရှိတီမောရဲ့တမိုင်းကိုဒီဟိုတကယ်မြင်မြင်ရရကြီးအဲ့လိုကြီးထင်ထင်ရှားရှားကြီးမတွေ့ရဘူးဗျာ ရခိုင်ကတော့ဘယ်ဟုတ်မလဲဒီဒီဘင်္ဂလားဒေ့ရှ်ကတကယ်ဟိုဟိုဥစားစစ်တကောင်းတက်ကတူက professor တယောက်ရေးတဲ့စာအုပ်မှာရေးထားတယ်လို့ဆိုလို့ရှိရင်ရခိုင်ဟာတဲ့လူသားတွေတမိုင်းမှတ်တမ်းတမိုင်းမတင်မီခစ်ကြတဲ့ကအဲ့ဒီ data အဲ့ဒီနေရာမှာနိုင်ငံတနိုင်ငံအဖြစ်နဲ့ arcan ဆိုတဲ့နိုင်ငံတနိုင်ငံအဖြစ်နဲ့တိရှိရက်တည်နေလာခဲ့တာပါတဲ့ ဒါကျွန်တော်တို့ရဲ့အင်ဒီဂျင်သူတို့အတိဆုံးပဲကျွန်တော်တို့ကိုဆိုလိုတာရခိုင်ကအဲ့တက်လောက်ထိ BC BC 3000ကျော် BC အလောက်တိရှည်လျားတဲ့အာသမိုင်းကြောင်းကြီးကရခိုင်မှာအထင်တင်ရှားရှားကြီးရှိခဲ့တာကိုရှိနေတာကိုအဲ့ဒီကြတော့ဒါအရှိဒီမောနဲ့ကျွန်တော်တို့ရှိမတူတဲ့အချက်ရယ်ဆိုတော့နောက်တစ်မျိုးပြောရင်တော့ရခိုင်ကပို့ပြီးတော့နိုင်ငံချစ်စိတ်လူမျိုးချစ်စိတ် နိုင်ငံဖြစ်တည်လိုစိတ်ကိုမင်းကိုချင်းတို့ကြံငန်းနဲ့တကယ်ထဲထဲဝါဝါနေလာတဲ့နိုင်ငံတရက်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီစိတ်ထဲမှာအဲ့ဒီအတီတာပို့ပြီးပြင်းပြတယ်အဲ့ဒီစိတ်ထဲမှာပို့ပြီးထိုင်ပါတယ်တခုပဲရှိတယ်ကဲကိုနိုင်ငံကိုလွတ်လပ်ရေးကိုလူတွေမလိုဘူးလားအကုန်လုံးလိုချင်တာပေါ့လို့အဲ့လိုတော့ပြောလို့မရဘူးမတွေ့ဘူးလားကဲအရှိတီမောမှာလူ၅ယောက်အတိုင်းမှာ၄ယောက်လောက်ပဲသူတို့က လွတ်လပ်ရေးကိုထောက်ခံတာ။အင်းဆိုတော့လူလေး၅ယောက်တိုင်းမှာတယောက်ကမလိုချင်ဘူးဆိုတဲ့သဘောပဲ။ကျွန်တော်တို့ရှိမှလည်းရှိမှာပဲ။တခုပဲရှိရဲ့အဲ့ဒီလူ၅ယောက်တိုင်းမှာတယောက်တော့ဒီတော့မများတော့ဘူးရခိုင်က။ကျွန်တော်ကတော့အဲ့ဒါကိုလုံးဝယုံကြည်တယ်။ဟိုခံမှန်းတာမဟုတ်ဘူးယုံကြည်တာကျွန်တော်ကတော့ကိုရခိုင်ကိုကိုလူ၅ယောက်တိုင်းမှာတယောက်လောက်၂၀ရာနှုန်းလောက်ထိလွတ်လပ်ရေးကိုမလိုချင်ဘူးဆိုတဲ့အခြေလောက်တော့ဆိုင်မှာမရှိတော့ဘူး။ အဲရာနုရာနုတချို့တော့ရှိမှပဲဒါပေမဲ့ကျွန်တော်ပြောပြရင်ရာနုအများစုအဲကတော့လုံးဝလိုလားပါတယ်ဒါတစ်ချက်အဲနောက်တစ်ခါဒီ ULAAA ရဲ့အဲလက်ရှိဥဆောင်နေတဲ့အနေအထားပေါ့အာလက်ရှိဥဆောင်နေတဲ့အနေအထားနဲ့လူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုအနေအထားပြောမယ်ဆိုပြောမယ်ဆိုလို့ရှိရင်တော့ဒါနိုင်ငံရေး theory သဘောတရားတွေမှာအ ဒီလွတ်လပ်ပြီးခါစားသူမဟုတ် development country တွေမှာရင်ဆိုင်ရတဲ့တကယ်အချက်ကြီးတွေထဲမှာအဲ့ဒီ participation ဟာအဓိကစင်ခေါ်မှုကြီးတရားပဲအဲ့ဒီ positive participation ဆိုတာနိုင်ငံသားတွေကိုယ်နိုင်ငံရဲ့လူထုတွေရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုကိုအပြည့်အဝဘယ်လောက်ရရှိသလဲမရရှိဘူးလဲဆိုတော့အခြေအနေပေါ်မူတည်ပြီးတော့ ဒီအဲ့ဒီ data အဲ့ဒီဖြစ်ထွန်းစားနိုင်ငံတွေရဲ့တိုးတက်မှုဆုပ်ယုပ်မှုကိုအင်မတန်ဖြစ်ပွားစေတဲ့အနေအထားတွေရှိပါတယ်အဲ့ဒီသဘောတရားလေးဆိုတော့ရခိုင်မှာအဲ့ဒီဟာကတော့ရခိုင်ကတော့အဲ့ဒီဟာအားကောင်းတယ်လို့ပဲကျွန်တော်ပြောလိုပါတယ်အဲတချိန်တည်းမှာပဲဒီအေ ULAA လက်ရှိကျွန်တော်တို့ရခိုင်မှာဥဆောင်နေတဲ့ဒီဘူဂျုတ်တို့ဒေါက်တာတို့အာအဲ့လိုကျွန်တော်တို့ဥဆောင်နေတဲ့ ခန်းကန်တာတွေဒီကောင်းဆောင်တွေရဲ့အနေအထားတွေဥဆောင်မှုအခန်းကန်တာတွေဟာအင်မတန်အာဘယ်လိုခေါ်မလဲဟို no man nobody is perfect ပေါ့နော်အာဘီပစ်ဆိုတဲ့လူသားဆိုတာကတော့အာမရှိဘူးပေါ့ဘုရားသခင်မြတ်စွာဘုရားမှာပေါ့အပအာတွတ်တော်လည်းပဲယာနုများစွာမှာအာရှုတော့များစွာကယာနုများစွာကတုံးသက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ အာအားရစရာကောင်းတဲ့ဥဆောင်မှုလို့ပဲကျွန်တော်ကတော့ရေးသုံးသပ်ပါပါ။ဒါအဲ့လိုပဲကျွန်တော်ပြောပါပဲ။အဲတကယ်လည်းအားရပါတယ်။ဒါစီရေးပိုင်းမှာရောနိုင်ငံရေးဖော်ဆောင်မှုအပိုင်းမှာရောစောကလို့ဥစ္စာပေါ့ဒီအဲဒီကြားမှာဘာတွေဖြစ်တတ်တယ်လဲဆိုတော့ဒါနိုင်ငံတော်တော်များများမှာဖြစ်တဲ့ကိစ္စပြ။ဒီဒီဒီဟိုးရာတို့လူတာတို့နောက်တစ်ခါဒီဟိုနေမြေအငင်းပိုင်ဆိုင်မှုအငင်းပွားတာတို့ အဲ့ဒါတွေအကုန်လုံးကိုအဲနှစ်နှစ်ပေါင်းများစွာနှစ်ပေါင်းများစွာရှင်ယူပြီးတော့ဒါထပ်ပြီးတော့သိရှင်းရတဲ့သဘောတရားတွေလည်းရှိပါတယ်ဒီ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 လိုဖြစ်တဲ့ကိစ္စတွေပါနောက်တစ်ခါဒီအာလက်ကျန်စစ်လက်နဲ့အကျဉ်းအကျံတွေအဲ့ဒီဟာတွေကိုလည်းလိုက်ပြီးအတော်တက်ရတာတွေရှိပါရဲ့ဒီလွတ်လပ်ပြီးခါကြနိုင်ငံတွေရင်ဆိုင်ရတဲ့အာဒီအဓိကနိုင်ငံရေးသီအိုရီအရရင်ဆိုင်ရတဲ့အခက်အခဲတွေထင်ပါတော့ဒီဒီ နိုင်ငံအဖြစ်ယက်တီမှုအပိုင်းစင်ခေါ်မှုအပိုင်းတွေရှိတယ်ဒီဒီ state building ပေါ့အာ national building state building တွေစင်ခေါ်မှုရှိတယ်နောက်တစ်ခါခုနကလို participation လူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေအဥစားရှိတယ်နောက်တစ်ခါ distribution အပိုင်းဒီဥစားကတော့အများဆုံးဖြစ်တဲ့ပြဿနာ distribution အပိုင်းကတော့ဒါ အာဥပမာခုနကလိုနေမင်းအငင်းပွားတာတို့အာအိုးအိမ်ဆိုင်ရာအငင်းပွားတာတို့အဲ့ဒါတွေကအစတာတူညီမြတန်းတူညီမြရေးတို့ဒါတွေအကုန်လုံးကိုရင်းဆိုင်ကြော်သွားကြရအောင်ပါပါရခိုင်တွေကတော့ဒါဘလို့ပဲဆိုစီအခုအနေထားမှာဒီ ULAAA ရဲ့ဥဆောင်မှုနဲ့ရခိုင်ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုအခြေအနေဟာဒါအများကြီးကောင်းတယ်လို့ပဲ ရေပူရသုံးတက်ရမှာပါ။အခုပဲရှိတယ်တခါတလေဟိုအဲကျွန်တော်ထောက်ပြခြင်းတာလေးတွေတခုတခါတလေထွက်လာတာရှိတယ်။ဥပမာဒလောကပါလေဟိုတောင်ကုန်းမှာလာကွန်းကင်းစင်အာနိုင်ငံအဖြစ်နဲ့အဲအဲ့လိုမျိုးတွေလည်းတည်င်းတပုတ်ဖတ်လိုက်ရတယ်။နရင်းကြီးကတည်င်းမင်းနဲ့တူပါရဲ့။အဲ့မှာအဲဒီလိုမျိုးလူမှုမှာတော်လှန်ရေးမှာထပ်ပြီးတော့ဒါ revolution တက်ကအကြီးတက်ကနေ revolution အသေးအသေးလေးတခုသွားပြီး ဖြစ်တည်စေတယ်ဒါတွေကတော့ဥပမာကျွန်တော်ဒီအမေရိကမှာဒီတက်ဂရိတ်1900ကျော်အမေရိကကိုအမေရိကန်လို့ဖြစ်လာစေတဲ့ကမ္ဘာစူပါပါဝါနိုင်ငံကြီးဖြစ်လာစေတဲ့အချင်းအရာတွေထဲမှာလူတွေကိုပညာပေးတာလူတွေကိုစီကံကောင်းအောင်လုပ်တာသူတို့ပြင်းဒီတက်ဂရိတ်1900ကျော်မှာစတယ်1920ရာစုတစုလုံးကအမေရိကရဲ့တကယ်ပြင်ဆင်မှုဒါ building uh, security ပဲအမေရိကမှာ ဂျန်တဲ့ရာစုတွေမှာလည်းရှိခဲ့တယ်တော်တော်လေးပဲတကက်စီနဲ့ကန်တဲ့ဖြစ်တည်စေတဲ့ရာစုနှစ်ကတော့1900ကျော်မှဒီအမျိုးသမီးတွေဩဇာတည်တည်မဲပေးခွင့်ပေးတာကအစအဲ့လို1900တက်ကရ1900ကျော်ဒီ20ရာစုကအမေရိကန်အတွက်တကက်ပြုပြင်ပြောင်းလဲရဲ့ရာစုတစ်ကြီးပါပဲအဲ့ဒီမှာကျွန်တော်ပြောလို့တာဒီခုဒီမှာဘာပြောချင်တယ်လဲဆိုတော့20ရာစုထဲကအမေရိကန်တို့ရဲ့အဖြစ်ပြက်တွေကိုကျွန်တော်စင်ပြီးတော့ဖတ်ကြည့်တဲ့အခါဘာသွားတွေ့လဲဆိုတော့ဒီသမ္မတရူးစဖဲလက်ထက်1900ကျော်ကျော်မှာ အမေရိကန်မှာဥပဒေတရားချုပ်တယ်ဗျအဲ့ဒါကဘာလဲဆိုတော့လူနေ public နေရာတွေမှာလူရှိသူရှိမှာတွေ့မထွေရဘူးတွေ့ထွေးတာကိုပလိတ်ကအာဏာပိုင်အဖွဲ့အစည်းကလူကျုံရေးတပ်ဖွဲ့တွေကမြူနစီပယ်တပ်ဖွဲ့တွေကမြို့တော်တရှင်အဖွဲ့တွေကမြင်9ဒေါ်လာတန်ရိုက်တာ အဲ့ဒါ5ဒေါ်လာဆိုတာနဲတော့မဟုတ်ဘူးလူတစ်ယောက်ကတနေကုန်အလုံးလုံးလို့1ဒေါ်လာပဲရတဲ့ကြည့်အဲ့ဒီတော့ကအဲသူတပတ်စာသွားပြီးအဲ့ဒီတွေတွေတစ်ချက်တွေးလိုက်ရင်အဲ့ဒါလောက်ကြည့်အမေရိကန်ဟာလှုပ်လာတာကျွန်တော်အမေရိကန်ရောက်ကစုံကရောက်ကစားတုန်းကဆိုလို့ရှိရင်အမေရိကန်တွေတွေးထွေးရလည်းမသိဘူးဒီကောင်းတွေတွေးမဖြစ်တတ်ဘူးလားမသိဘူးကျွန်တော်အဲ့လိုထင်တာဘယ်ဟုတ်ဖြစ်သူတို့အချင်းပါတော့တာအဲ့လိုတွေးတစ်ချက်ထွေး9ဒေါ်လာရောရတာကို9ဒေါ်လာတပတ်လုံးဝင်ဝင်အဲ့ဒါ ူတယောက်တနေကုန်အဲ့တုန်းကဆိုဆန္ဒရဲ့အလို့ရှင်ကအခုတို့ရှင်းနိုင်တော့မဟုတ်ဘူးဆန္ဒတွေဖျက်ပြီးတော့ဆန္ဒရီကနေ9နိုင်9နိုင်ကနေရှင်းနိုင်ကိုထုတ်လာတာအခုဒါတနေ့ရှင်းနိုင်နဲ့ကျွန်တော်တို့အလို့လုံးနေရတာအဲ့တုန်းကဆန္ဒရီတိအလို့လုံးရတာလူတယောက်ပါအဲ့ဒီလိုဆန္ဒရီလုံပြီးမှဒေါ်လာတစ်တုံးနေသေးဤစင်80 90အဲ့လောက်ရတာလူတယောက်ပါအများဆုံးရတဲ့လူဒေါ်လာခွဲရတာအဲ့တုန်းကလူတနေကုန်အလို့လုံးတာအဲ့ဒီမှာ9ဒေါ်လာတန်ရိုက်ခံရတာတတိယတစ်ချက်ထွေးမိရတယ်အဲ့ဒီ public မှာ အဲ့လိုလုပ်တာအမေရိကကလူတွေကိုဖြစ်ဖြစ်ချင်း evolution သဘောပေါ့သဘောပေါ့ဖြစ်ဖြစ်ချင်းနဲ့တိုးတက်ဖြစ်ထွန်းမှုအဲ့လိုတက်ဂရိတ်1900ကျော်မှာအဲ့လိုအဲ law တွေနဲ့အဲ့လိုသဘောတရားတွေနဲ့လူထုကိုပညာပေးပြီးစလိုက်တာအခုဆိုလို့ရှိရင် American တွေဟိုလူဦးရေ90ရာလုံးကျော်ပေါ့နော်ဟိုဥစားရေပူရအဖြစ်ဒီဒီ public မှာတတွင်းမထွေးတတ်တော့တဲ့အဆင့်ဘယ်သူမှတော့ damage ရိုက်ဖို့အခုကသို့တော်လည်းမထွေးတော့ ဘယ်သူမှဒဏ်မရိုက်တော့ဘူးသူမထွေးတော့ဘူးအမေရိကန်တွေတတိအဲ့ဒီအဆင်ပေါ့ဆိုလိုတာကတော့ဒါဒီရခိုင်မှာကွန်းစားတာကကျွန်တော်တို့ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ထောင်နဲ့ရှိပြီးဆွဲလာတဲ့အဒီအထပြဥပမာဆိုရပါစို့ဘင်းမင်းတီအဲနန်းတိုင်းမှာထုံးတုံးပြီးလို့သူ့လက်ညှိုးကိုသူ့ကိုယ်သူတန်လျက်နဲ့ခုတ်ပြီးတော့ဖြတ်တဲ့အင်မတန်အာစီကန်ဟိုးစာဖြစ်တဲ့ဒါဒါဒါအများကလေးစားခြင်းခံရတဲ့ဒါကွန်းစားတဲ့ဖုံးစံအဲ့ဒီကလေးကအင်မတန် ကြီးကြီးမားမားနက်နက်ဆိုင်ဆိုင်အမြင့်တွယ်နေတယ်ဆိုတာကိုပြတာကိုင်လူအဖွဲ့စည်းထဲမှာဆိုတော့အဲ့ဒါတွေကိုလို့အမြင့်တွယ်နေတဲ့အဲ့လိုဟာမျိုးတွေကိုကြတော့ဖြည်းဖြည်းချင်း evolution အသွင်နဲ့ပြောင်းလဲယူသင့်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ် revolution တခါတည်းဘယ်သူမှကုန်းမစားရဘူးဆိုလို့ရှင်ဟိုအဖိုးကြီးအဖွဲ့ကြီးတွေကဆိုတော့တော်တော်ဒုက္ခရောက်ပုံပဲကိစ္စကြသူတို့ရဲ့ဘဝမှာကုန်းလဲကိုပေါ်ပြုတ်ပြီးနေကြရတယ်လူတွေဟိုဘာရဲ့လို့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကဒီ ဒီဒီတကယ်နိုင်ငံတကာလက်တွေ့အမေရိကရဲ့ဒီလူထုကိုပြုပြင်ပြောင်းလဲတဲ့ evolution သဘောတရားတွေ ਨੇ ကျွန်တော်တို့ရှိမှာ revolution နိုင်ငံတော်လှန်ရေးအကြီးကြီးတန်းမှာနောက်ထပ်တော်လှန်ရေးအသေးသေးလေးတွေကိုဟိုဟိုမလိုလားအဆော်နဲ့ဟိုလုံမဲ့ပုံစံမျိုးလေးတွေကဟိုနည်းနည်းတော့နည်းနည်းပြတိကောင်ဖြစ်သွားစေမယ်အနေထားလို့အာအာကျွန်တော်အဲ့လိုနည်းနည်းတုံ့တက်တာတွေရှိပါတယ်မင်းကြီးလက်ထက်တွေကစပြီးအမြင့်တွယ်လာတဲ့ဒီကွန်းရင်ကျင်းမှုကိုတိကနဲ့ဖျက်ပလိုက်လို့ဆိုတာ ူတယောက်ချင်းတောင်တွေ့တဲ့ကိစ္စမဟုတ်ပါဘူးအဲ့ဒီစစ်တိုက်နေတဲ့လူတွေလည်းကိုယ့်ရဲ့အလစ်အချင်းတစ်ခုမကောင်းကြောင်ဖြစ်တဲ့အလစ်အထလူတိုင်းမှာရှိတယ်ချက်ကြည့်ခင်ဗျလွယ်တာမဟုတ်ဘူးလူဆိုတာအဲ့ဒီမကောင်းတဲ့အလစ်အထနဲ့နေရတာပို့ပြီးအကျင့်ဆွဲပြီးအကျင့်ပါတာကောင်းတဲ့အလစ်အထကဒီဒီဒီ form လို့ဘုဖဲရင်းတယ်သို့တော့နေသားကြသွားရင်တအားနေလို့ကောင်းတယ်သို့တော့မကောင်းတဲ့အလေးအချာကအာ စပြီးခေါ်ကြမှာခဲရင်တယ်သို့တော်လည်းဒီ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 အင်မတန်နေသားကြရတဲ့တဘာဝလူလူတွေမှာရှိတယ်အဖြစ်ဖြုတ်ရကတ်တယ်နေတာဘလို့ဟိုဘလို့ပဲဖြစ်စေပေါ့နော်အဲ့လိုဟာလေးတွေဟိုလည်းတွေ့ရပါတယ်ဒါမိတုပင်ဆိုစီကျွန်တော်တို့ဖြစ်တတ်နေတဲ့ဒီရခိုင်နယ်ရဲ့တော်လှန်ရေးမှာဥဆောင်မှုခုနကဒီအာဘူဂျိုတို့ဒေါက်တာတို့ဘုံမကြီးကျော်ဟန်တို့အဲ့လိုဟိုဥဆောင်မှုအခန်းကဏ္ဍတွေ ကအစနောက်လူတို့နဲ့ပူပေါင်းပါဝင်မှုအဆုံးကတော့ရေဘူးရအားဖြင့်တော့အကောင်းတဲ့အနေအထားတရက်မှာအင်မတန်ကောင်းတဲ့အနေအထားမှာရှိနေတယ်လို့ပဲထုံုံပြီးတော့သုတ်တက်ပါတယ်ဟုတ်ကဲ့ဒါကတော့နောက်ဆုံးမေးခွန်းတစ်ခုပေါ့နော်ဆိုတော့အရှိတီမောဟာလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ UN ကနေတဆင့်နိုင်ငံရေးနိုင်ငံတရက်အနေနဲ့တိတိဆောက်ဖို့အတွက်အကူအညီတွေရခဲ့တယ်အာရခိုင်တွေအနေနဲ့ရော အာဒီအပိုင်းမှာဘယ်လိုစင်ခေါ်မှုတွေရှိနိုင်လဲပေါ့တရားဝင်နိုင်ငံတစ်ခုအနေနဲ့အခြေခံတိဆောက်ဖို့ရင်ဆိုင်ရမဲ့စင်ခေါ်မှုတွေလိုအပ်ချက်တွေဆိုလို့ရှိရင်ဘာတွေရှိလာနိုင်ပါလဲဒါကိုလည်းဒီအဲနိုင်ငံရေးဆိုင်ရာသဘောတရားအရာစင်ခေါ်မှုတွေတဲမှာအဲအခုနကပြောတဲ့ဒီနိုင်ငံတကာရဲ့ဖုနောက်ပိုင်းဆိုလို့ရှိရင်တော့ နိုင်ငံတကာရဲ့အတိအမှတ်ပြုခံရမှုနဲ့အဲထောက်ခံအားပေးမှုအဲ့ဒီအပိုင်းတွေကအာပိုပြီးအရေးပါလာတယ်ဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့ရှိမှာရခိုင်ကတော့ကျွန်တော်အစောကသုံးသပ်မှုတစ်ခုမှပြောခဲ့တယ်လို့ပဲနိုင်ငံတကာရဲ့ attention ဟာသူဟာနဲ့သူရှိပြီတာဗျဒီမြုံနေတာဒါမှမဟုတ် တို့ဘက်ကလည်းထင်ထင်ရှားရှားချစ်တလန်းတက်ပြီးတော့မလာသေးတာအာအကြောင်းမျိုးမျိုးကြောင့်အရှင်ယူနေတာအဲ့ဒီလိုပဲရှိပါတယ်တကယ်ဆိုလို့ရှိရင်ရခိုင်တကယ်လို့အဲ့လိုဟိုမမမမပေါ်ထွန်းလာတဲ့အနေထားတရားမှာတော့နိုင်ငံတကာရဲ့အကူအညီလို့ဆိုတာတဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုတော့ကျွန်တော်တို့ကအာပူပြီးအာရမယ့်အနေထားတွေရှိတယ်လို့ပဲကျွန်တော်သုံးသပ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ရခိုင်က resource ပိုများတယ်။အာတမိုင်းကြောင်ပို့ပြီးတော့ခိုင်ခန့်တယ်။ပြီးရင်ဒီရခိုင်တွေရဲ့အနေအထားကရှစ်ဒီမော်တို့လို့ဟိုအပေါ်ကနေပြီးတော့အောက်ကိုဆိုလိုတာ UN အဲ့ဒီကနေ UN နိုင်ငံစုတပ်ဖွဲ့တွေနဲ့အောက်ကိုအဲ့လိုဘွားကနေပေါ်လာတာမျိုးတဲ့အပေါ်ကနေအောက်ကိုတောတာမျိုးတဲ့အောက်ကနေအပေါ်ကိုပြန်တက်တာမျိုး ဖြစ်ဖို့များတယ်ဗျဖြစ်ဖြစ်အောင်လဲကျွန်တော်တို့အဲ့ဒီလမ်းကြောင်းပေါ်မှာရောက်နေတယ်လို့ပဲအဲကျွန်တော်ကတော့တုံ့တက်မယ်ကျွန်တော်တို့လုံးလုံးတင်တဲ့လုံးရမယ့်အနေအထားဖြစ်သွားမယ့်အနေအထားဖြစ်နေတဲ့အနေအထားဖြစ်လာမယ့်အနေအထားကဘာတွေလဲဆိုတော့ပထမဦးဆုံးအနေနဲ့ရခိုင်တို့ရဲ့ဖိကြားရက်တည်မှုကိုရခိုင်တွေထဲမှာကြဲကြဲပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းများများပြားပြား ောက်ခံမှုကိုအချင်းချင်းတွေကထောက်ခံမှုခုနကပြောရင် participation တမျိုးပဲဒါကအဓိအဓိကနံပါတ်1အချက်လိုအပ်မယ်အဲ့ဒီနောက်ပိုင်းမှာရခိုင်ရဲ့အဲ့လိုသီးခြားယက်တည်မှုကိုကျွန်တော်တို့ရဲ့မဟာမိတ်တွေဖြစ်တဲ့ချွေဆိုကြပါစို့ချင်းတွေရှင်ဘရဒါဘူတို့ Northern Alliance တို့ဒီ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 တို့မြောက်ပိုင်းမဟာမိတ် ဟိုမှာ KIA အပါဝင် MNDAA ဟို TNLA အဲဒီမဟာမိတ်တွေရဲ့အဲထောက်ခံမှုနဲ့အဲသူတို့ရဲ့ယက်တီပေးမှုနောက်တစ်ခါအခုတိုက်ပွဲဝင်နေတဲ့ Erawdi တိုင်းပဲခူးမကွေးတို့မှာတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေရဲ့အဲထောက်ခံမှုသူတို့တွေရဲ့အတိအမှတ်ပြုမှုဆိုလိုတာအဲအဲ့ဒီကမှတစ်ဆင့်တခြားဒီတိုင်းရင်းသားဒေါ်လာရေးအဖွဲ့တွေရဲ့ ခောက်ခံမှုနဲ့အတိအမှတ်ပြုမှုအဲ့ဒီကတဆင့်တက်လာတဲ့အခါကျမှဒီကျွန်တော်တို့ရဲ့အင်ဒီချင်းဘင်္ဂလားဒေ့ရှ်တို့အဲနောက်တစ်ခါဒီကျွန်တော်တို့ထဲမှာစောကပြောသလိုပဲကလဒန်စီမံကိန်းတို့ကြောက်ဖြူစီမံကိန်းတို့ကိုလုပ်နေတဲ့အိန္ဒိယတို့တရုတ်တို့လိုနိုင်ငံကြီးတွေအဲ့လိုဟာတွေတဆင်းဆင်းနောက်မှမှအဲ့ဒီနောက်တစ်ခါဒီ အဲဗုဒ္ဓဘာသာရှင်ရှင်တူညီတဲ့ဥမာထိုင်းတို့သီရိလင်္ကာတို့သီရိလင်္ကာဆိုလို့ရှိရင်၁၉ရာစုထဲမှာဆိုလို့ရှိရင်သီရိလင်္ကာမှာဗုဒ္ဓဘာသာမျိုးဆက်ပြတ်လူနေဖြစ်သွားတာကိုရဆိုင်ကအရှင်ဘုရားတွေကိုတော်တွေတွားပြီးတော့သီရိလင်္ကာရဲ့ဒါဒီဒီဗုဒ္ဓဘာသာကိုအသက်တွားပြီးဆက်ခဲ့ရတဲ့အပိုင်းလေးတွေရှိခဲ့တယ်ရခိုင်နိုင်ငံအဖြစ်နဲ့ရှိနေတဲ့နိုင်ငံအဖြစ်နဲ့ဒီရှိနေတော့ကဆိုတာသီရိလင်္ကာနဲ့ရခိုင်ကြားမှာလည်း တမိုင်းကြောင်းအရာမကင်းတဲ့အနေအထားတွေအာဗုဒ္ဓဘာသာအရှင်းရှင်းထောက်ခံတဲ့အတိမတ်ပြုတဲ့အနေအထားတွေအဲ့လိုသူတို့ဒါကရခိုင်ရဲ့ရှစ်တီလာမဲ့အနေအထား grass root ကနေစမယ်လို့အဲကျွန်တော်အာညွှန်လင့်တယ်သူတို့စဖြစ်တင်တာပေါ့နော်သူအကြာမှာပြီးရင်ကိုနဲ့မဟာမိတ်တွေကြာမှာပြီးမှတခြားတိုင်းအဲ့လိုနဲ့အင်းဒီချင်းတွေနဲ့တခြားဟိုဥစ္စာတွေရဲ့အတိမတ်ပြုမှုကိုခံရပြီးတော့နောက်ဆုံး UN level ကို ကျွန်တော်တို့ကအောက်ကနေအပေါ်ကိုတက်သွားမယ်အနေထားဟိုသွားတွေ့တယ်ဗျအပေါ်ကနေအောက်ကိုလာမယ်ဆိုတာတဲ့အဲတချိန်တည်းမှာနှစ်ခုလုံးလဲတပြိုင်တည်းလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေရှင်းမရှင်းနောက်မရှင်းဖြစ်စင်နောက်စင်ပေါ့တိုးတော်လဲပဲကျွန်တော်တို့ဟာကအောက်ကနေအပေါ်ကိုသွားတဲ့ထွန်ထန်ရေးနဲ့ဒီအဖက်ပြုတ်ဖို့ခံရခြင်းပုံစံမျိုးဖြစ်မယ်လို့ကျွန်တော်ကတော့အာပို့ပြီးတော့တုံ့တက်ပါတယ်အဲကျွန်တော်တို့အထက်မှာနောက်အဓိကစင်ခေါ်မှုအနေထား ်ဖြစ်မှာကတော့ဇီးပွားရေးဆံရဇီးပွားရေးဆံရမှာလည်းပဲအဓိကအဲရခိုင်လို့ဆိုတာတဲ့ဒီလွတ်လပ်ပြီးခါစားနိုင်ငံတွေဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်တတ်တဲ့အဲကျုံတက်ကျုံရတဲ့အနေအထားတွေကတော့ဒီပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေအာအဲ့ဒီတွေကိုအခြေပြုပြီးတော့အဲဇီးပွားရေးအဲတည်ငြိမ်မှုအားနည်းတာတွေနောက်တစ်ခါဒီ agriculture ဒီစိုက်ပျိုးရေးအခြေပြု လူလူအဖွဲ့အစည်းတွေဟာ tax ကောက်ရတာမလွယ်ဘူးဗျ။ဒါကိုကျွန်တော်နိုင်ငံတကာ tax စီးပွားရေးသဘောတရားမှာကျွန်တော်လေ့လာတဲ့အခါကျတော့ဒီဒီစီးပွားရေးတို့မွေးမြူရေးတို့ကိုအခြေပြုတဲ့စီးပွားရေးဟိုအခြေပြုတဲ့နိုင်ငံဒေသတွေနိုင်ငံတွေမှာခွန်ခါကောက်လို့မလွယ်ဘူးဗျ။ခွန်ခါကတကယ့် company ကြီးတွေကောက်တဲ့ဝေါ့ဆာဖြစ်တဲ့အခါနောက်တစ်ခါနိုင်ငံတကာ company ဝေါ့ဆာကြီးတွေ investment ကြီးတွေဝင်လာတဲ့အခါခွန်ခါကောက် လို့လွယ်တဲ့အပိုင်းအဲစားသုံးကုန်စည်ကိုအခြေပြုတဲ့ဟာကိုလွယ်တဲ့အပိုင်းအဲကျွန်တော်တို့ဒီမှာအဲ့ဒီဟာကိုလည်းလှမ်းပြီးတော့ဥစ္စာလောက်ရမယ်ဒေတာရှိပါတယ်။စက်ပြိုးရေးနဲ့ဥစ္စာအခြေပြုတာမှာတော့အခွန်ကောက်လို့မလွယ်ဘူးဆိုလို့လားဆွေရဘတ်ဂျက်နည်းမယ်။သို့တော်လည်းခုနကလို့ဒီဒီအာကြောက်ဖြူစီမံကိန်းတို့လို့ဟာမျိုးတွေကတော့ဒါကျွန်တော်တို့ဒီမှာဥစ္စာပုံများပါပါ။ဒီဒီဒီနိုင်ငံเจ้าဝင်ဝင်ပုံများမယ်။ အဲဘလို့ပဲဆိုစီဒေါ်လာရဲ့ကာလမှာတော့၎င်းခုတော်နေတဲ့အနေထားမှာတော့၎င်းတစုံတရာရှစ်တလန်းတက်ပြီးတော့ဖြစ်တည်လာတဲ့အနေထားမှာတော့၎င်းကျွန်တော်တို့ကတော့မြတ်စွာဘုရားဘုရားမြတ်စွာဘုရားရဲ့အဲတတော်သမီးတော်တွေအာဖြစ်တာနဲ့အညီအဲကျွန်တော်တို့ဒီဘုရားမြတ်စွာဘုရားခေါ်ကြတော်မူခဲ့တဲ့အထိကအာခေါ်ကြချက်ကြီးဖြစ်တဲ့သတ္တဟိအတ္တနောနာထောပေါ့ မိမိကိုယ်မအပကိုးကွယ်ရမရှိမိမိကိုယ်မအပအားကိုးရမရှိကိုအားကိုကိုးပြီးတော့လေအဲ့လို grass root ကနေစပြီးတော့အပေါ်ကိုတဖြည်းဖြည်းတက်သွားရင်လည်းဟိုနိုင်ငံတကာတွေကမဝင်ချင်းလဲဝင်လာမယ်အနေထားလက်မကြည့်ချင်းလဲကြည်လာမယ်အနေထားဟာအားလုံးရဲ့ပူပေါင်းပါဝင်မှုကိုဖုံစံတစ်မျိုးနဲ့တော့တဖြည်းဖြည်းလဲအားလုံးအရှင်တစ်ခုမှာရောက်လာမယ်လို့ကျွန်တော်သုံးသပ်ပါတယ် ရခိုင်ရဲ့အနာဂတ်ကိုလည်းသူပေါင်းလက္ခဏာအဖြစ်ရှုမြင်သုံးသပ်ပါတယ်ဒီလိုပဲဒီအရှိတမောလွတ်လပ်ရေးနေမှာပြောလိုက်ပြရစေခလို့ဒီတစ်ပတ်နိုင်ငံတကာရေးရာကဏ္ဍကနေအရှိတမောနိုင်ငံရဲ့လွတ်လပ်ရေးနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုလောက်စင်ပထမဘက်နဲ့တတိယဘက်အင်္ဂါနေ့မနက်9:00နာရီမှာထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုခဲ့ကြတဲ့နရင်းစရာပရိသတ်များကျမ်းမှရှင်းလင်းကြပါစေရှင်။